မင်္ဂလာပါရှင်ဇွန်လ26ရက်ကျတာရီနေရီတိမဖွေရသတင်းကဘာကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပြီးမှာကတော့အစ္စရေးကိုတုံးကြီးများပြင်ပစ်ခတ်ခဲ့ပြီးနောက်အပြစ်ခတ်ရဲစဲကြောင့်အီရန်နိုင်ငံကြီးညာတဲ့သတင်းဖြစ်ပါတယ်။အစ္စရေးကိုယခုနောက်ဆုံးတိုက်ခိုက်မှုများလှုပ်ဆောင်ခဲ့ပြီးနောက်အပြစ်ခတ်ရစဲလိုက်ပြီးဖြစ်ကြောင်းအီရန်နိုင်ငံပိုင်မီဒီယာ SNN ကကြေညာသွားကြောင်းသိရပါဗျ။အစ္စရေးကိုဒုံးကျည်များပြင်ပစ်ခတ်ခဲ့ခြင်းမှာအပြစ်ရစဲရေးစတင်အသက်မဝင်မီပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းလည်းနိုင်ငံပိုင်ရုပ်သံကရှင်းလင်းချက်ပေးခဲ့ပါဗျ။ ဂျွန်နီထရန့်ကလည်း၎င်းအပိုင်း True Social လူမှုကွန်ရက်တွင်အပြည့်ခတ်ရက်စဲရေးစတင်ပါပြီ။ကျေးဇူးပြုပြီးနှစ်နိုင်ငံစလုံးမချိုးဖောက်ကြပါနဲ့လို့ရေးတင်လိုက်ပြီးဖြစ်ပါတယ်။အပြည့်ရက်စဲရေးစပြီလို့ Israel ဆိုရကတရားဝင်မကြေညာသေးတော့လေ။ Israel သတင်းဌာနများဖြစ်တဲ့ Channel 2နဲ့ YNAB တို့ကမှအခုကဲ့သို့ဖော်ပြနေကြပြီဖြစ်ပါတယ်။ အီရန်အစ္စရေးအပြစ်ခတ်ရက်စဲရန်သဘောတူညီမှုရပြီလို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကြေညာလိုက်ပြီးနိုင်ယီပိုင်းအကြားဇော်လာ24ရက်မနက်ပိုင်းတွင်အစ္စရေးတောင်ပိုင်းပရာရှိဘာမြို့ရှိလူနေအဆောက်အုံတစ်ခုအီရန်တုံးကြီးထိမှန်ခဲ့ပါတယ်။အဆိုပါတက်ခတ်မှုတွင်၄ဦးသေဆုံးပြီး22ဦးဒဏ်ရာရခဲ့တယ်လို့ရေးပေါ်ခဲ့စေအဖွဲ့ကထုတ်ပြန်ထားပါတယ်။အီရန်နိုင်ငံအနောက်မြောက်ပိုင်းတွင်လည်းအစ္စရေးရဲ့လေကြောင်းတိုက်ခတ်မှုကြောင့်လူနေအဆောက်အုံများထိမှန်ခဲ့ကာကိုယ်ဦးတည်ဆုံးပြီးလူသားစင်းနှင့်ချီတရားရခဲ့ကြောင်းသိရပါရရှင်။ ဆက်လက်တင်ဆက်ပေးမှာကတော့ခါမီနီကိုယာတူးမှနှုတ်ထွက်ရန်အတိုက်ခံကောင်းဆောင်များတိုက်တွန်းတဲ့သတင်းဖြစ်ပါတယ်။အီရန်ရဲ့အမြင့်ဆုံးကောင်းဆောင်အယာတိုလာအလီခါမီနီကိုယာတူးမှနှုတ်ထွက်ရန်အီရန်ရဲ့ထင်ရှားတဲ့အတိုက်ခံကောင်းဆောင်နှစ်ဦးကဇွန်လ22ရက်တွင်တိုက်တွန်းခဲ့ကြောင်းသိရပါဗျ။အီရန်နျူကလ িয়ার စိတ်ဝင်များကိုအမေရိကန်ကတိုက်ခတ်ခဲ့ပြီးနောက်နောက်ထပ်သွေးဆုံမှုများကိုရှောင်လွှဲရန်အတိုက်ခံကောင်းဆောင်နှစ်ဦးကအခုကဲ့သို့တိုက်တွန်းခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။1989ခုနှစ် အစ္စလာမစ်တော်လှန်ရေးတွင်ဖြိုချခံခဲ့ရတဲ့ရှားဘရင်ရဲ့သားဖြစ်သူရီဇာပါလဗီနဲ့အီရန်တွင်တရားမဝင်ကြောင်းကြေညာခံထားရတဲ့ပြည်သူ့မူဂျာဟီဒင်ပါတီခေါင်းဆောင် မာယန်ရာဂျာဗီတို့ကခါမီနီကိုရှာတို့မှဆင်းရင်တရားစီအစီရင်ခံစာများထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ 1989ခုနှစ်ကတည်းကအီရန်ကိုဥဆောင်ခဲ့တဲ့ခါမီနီဟာလက်ရှိတွင်မြေသည့်နေရာတွင် ရှိနေသည့်ဆိုခြင်းကိုရှင်းလင်းစွာမသိရသေးပါဘူးအတိုက်ခံများကမူသူဟာမြေအောက်ရှိနတ်ဆိုင်တဲ့ဘဏ်ကားတစ်ခုတွင်နေထိုင်လျက်ရှိပြီး၎င်းရဲ့အနီးကလက်ထောက်များမှလွှဲပြီးမြေသူနဲ့မှဆက်သွယ်ခြင်းမရှိကြောင်းပြောကြားခဲ့တယ်လို့သိရှိရပါတယ်ရှင်ထပ်မံတင်ဆက်ပေးမှာကတော့ထိုင်းဝန်ကြီးချုပ်ပေတုံတန်ကအစိုးရဖွဲ့ကိုပြင်ဆင်ဖွဲ့စည်းရတဲ့တင်ဖြစ်ပါတယ် ရှားရူမနှုတ်ထွက်ရန်တောင်းဆိုမှုများနဲ့ရင်ဆိုင်နေရတဲ့ထိုင်းဝန်ကြီးချုပ်ပေတုံတန်ရှင်နာဝတ်ဟာဇွန်လ23ရက်ကအစိုးရဖွဲ့ကိုပြင်ဆင်ဖွဲ့စည်းမှုများအားစတင်လုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။အစိုးရဖွဲ့တွင်ပါဝင်မဲ့သူများကိုဇွန်လ29ရက်တွင်အပိသက်ရေးဆွဲသွားမှာဖြစ်ပြီးကာကွယ်ရေးဝန်ကြီးဌာနအပါအဝင်အဓိကရာထူးနေရာများတွင်အပြောင်းအလဲများရှိနိုင်ကြောင်းကြွမ်းကျင်သူများကပြောကြားခဲ့ပါတယ်။ ပေတုံတန်ကညမောင်းအစိုးရဖွဲ့ဝင်ပါတီအားလုံးဟာ၎င်းအားထောက်ခံကြောင်းခရီးပြုခဲ့ကြတယ်လို့ဇွန်လ20ရက်ကပြောကြားခဲ့ပြီးနောက်တရက်ကြာတွင်အစိုးရဖွဲ့ကပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။အမျိုးသားလုံခြုံရေးအတွက်ချိန်ချမှုများကိုဖြည့်ရှင်ရေးအတွက်နိုင်ငံရေးတည်ငြိမ်မှုကိုထိန်းသိမ်းရန်ကြိုးပမ်းသွားမယ်လို့၎င်းကဆိုပါတယ်။နိုင်ငံကရှေ့ကိုဆက်သွားရမယ်။ပြည်သူတွေအတွက်ပြည်ထနာတွေကိုဖြည့်ရှင်းမှုအတွက်အားလုံးညီညွတ်ရမှာဖြစ်ပြီးမူဝါဒတွေကိုချမှတ်ကျင့်သုံးသွားရပါမယ်လို့ပေတုံတန်က United Thai Nation UDN Party အပါအဝင်ညွန်မောင်းမိဖက်များနဲ့အစည်းအဝေးပြုလုပ်ပြီးနောက် Ace Lumu Media တွင်ရေးသားခဲ့ကြောင်းသိရှိရပါတယ်ရှင်။နောက်ထပ်တင်ဆက်ပြမှာကတော့ကမ္ဘောဒီးယားသို့ခီးသွားများထိုင်းသို့ဝင်ဝင်ပိတ်ပင်တဲ့တင်ဖြစ်ပါတယ်။ထိုင်းနိုင်ငံဟာကမ္ဘောဒီးယားသို့သွားမဲ့ခီးတဲ့အလုံးပေါ်ကန့်သက်ပိတ်ပင်လိုက်ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံဟာနေဆက်တွင် အပြင်းထန်အငင်းပွားနေကြပါတယ်။ ၎င်းကန့်သက်ချက်ဟာထိုင်းနိုင်ငံခရိုင်မြို့မြို့ရှိစစ်စေးရေးစခန်းများမှာကမ္ဘောဒီးယားသို့ဝင်ရောက်တဲ့ရှင်များသို့မဟုတ်လူပုဂ္ဂိုလ်များအလုံးနဲ့အတူစီရန်ရီမြို့သို့လေရင်ဖြင့်သွားမဲ့နိုင်ငံသားခီးတင်များအပေါ်လဲတက်ရောက်မှာဖြစ်ပါတယ်။မေလာကနေဆက်ပေါ်တွင်အင်အားသုံးတက်ခတ်မှုကြောင့်ကမ္ဘောဒီးယားစစ်သားတို့တည်ဆုံခဲ့ပြီးနောက်ပိုင်းနိုင်ငံသားဆက်ဆံရေးဟာဆယ်နှစ်အတွင်းအနေဆုံးအဆင့်သို့ကျဆင်းလာခဲ့ကြောင်းသိရှိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့ Netta EV ကအမှတ်တရထုတ်လုပ်တဲ့တရုတ်ကုမ္ပဏီ Horizon New Energy Automobile ဒေဝါလီခန်းနေတဲ့ဖြစ်ပါတယ်။ Netta EV ကအမှတ်တရထုတ်လုပ်တဲ့တရုတ်ကုမ္ပဏီ Horizon New Energy Automobile ဒေဝါလီခန်းနိုင်ရပြီဖြစ်တယ်လို့ CCTV ကဖော်ပြထားကြောင်းသိရပါတယ်။တရုတ်လျက်စစ်ကအမတ်တစိနက်တာရဲ့ပိုင်ရှင် Horizon New Energy Automobile ဟာကြာသပတေးနေ့တွင်ဒေဝါလီခံလိုက်ရခြင်းဖြစ်ကြောင်းတရုတ်နိုင်ငံပိုင်ရုပ်သံ CCTV မှာတောက်ကြနေတွင် ဖော်ပြခဲ့ပြီးရှန်ဟိုင်းမြို့ရှိနက်တာဆိုင်အများပြားကိုပိတ်လိုက်ပြီလို့သတင်းတွင်ဖော်ပြထားပါသည် ဇွန်လ12ရက်ကလည်း Netta Auto မြန်မာပိုင်း GSE ရဲ့လူမှုကွန်ရက်တွင်ဇွန်လ12ရက်က Netta ကုမ္ပဏီကိုတရုတ်အစိုးရဖွဲ့မှဦးဆောင်ပြီးကုမ္ပဏီသစ်ပြန်လည်ဖွဲ့စည်းမှုပြုလုပ်သွားမှာဖြစ်ကြောင်းကုမ္ပဏီသစ်ပြန်လည်ဖွဲ့စည်းမှုအပြီးတွင်ရင်းနှီးမြှုပ်နှံမှုအသည်များထည့်ဝင်ကအုပ်ချုပ်သူအသည်ဖြင့်မကြာမီလပိုင်းတွင်ဆက်လက်လေးပတ်သွားရန်စီစဉ်ထားကြောင်း ပြန်လည်ဖွဲ့စည်းမှုစာဝန်နေချိန်အတွင်းတရုတ်နိုင်ငံမှာအပနိုင်ငံရခြားရှိနေတာလုပ်ငန်းများကိုပုံမှန်အတိုင်းဆက်လက်လေပတ်သွားမှာဖြစ်ကြောင်းကုမ္ပဏီသစ်ပြန်လည်ဖွဲ့စည်းမှုပြည်စည်းချိန် မှာ2029ခုနှစ်ကြာတွင်ကျပ်သိန်း950နဲ့3500ကျားလူအများအသုံးပြုနိုင်တဲ့ကားမော်တဲ့အသစ်သုံးခုကိုထုတ်လုပ်ရောင်းချသွားရန်စီစဉ်နေကြောင်းထုတ်ပြန်ထားတယ်လို့သိရှိရပါတယ်ရှင်။